ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ KP ကရက်ပေါ့နော်အခု KP သုံးတဲ့လူတွေတယောက်ပြီးတယောက်အဆင်မပြေတာတွေကြုံနေရတယ်အဲဟိုတနေ့ကလည်းပေါ့နော်အဲ့လိုပဲ KP ရနေပြီးတော့မှအကောင့်တွေပြတ်တယ်အဲဘာမှလည်းအပြစ်မလုပ်ထားဘဲနဲ့အကောင့်ဖြတ်ခံရတယ်ပြီးတော့ဘန်ကုန်သွားပြောတော့လေတကယ်တမ်းတတိကျကျဘာမှမသိရဘူးအဲရဲစခန်းကိုလွှတ်လိုက်အဲပြီးလို့ရှိရင်ဒီ ထောက်ခံစာတောင်းခိုင်းလိုက်အဲ့ဒီပဲလဲနေပြီးတော့ကိုပ္ပစံကိုတော့မှပြန်မရအောင်ပေါ့နော်အခုဒီတစ်ခါကျတော့လေဒီအမားကစီးပွားရေးလုပ်နေရကွာသူတို့ကအထယ်လေးတွေပိုင်းရောင်းတာအထယ်တွေရောင်းတာအကြောတော့ပုံမှန်နေစဉ်ဝင်ငွေထွက်ငွေတွေကအများကြီးရှိရဲအဲ့ဒီချိန်မှာသူတို့ကမမရရသူ့ရဲ့သူ့ရဲ့ KB အကောင့်ထဲကနေပြီးတော့မှပတ်စံ350ပေါ့နော်အဲ့သူ့အလိုလိုပျောက်သွားတာလုံးဝသူလဲဘာမှငွေလွှဲထားတာလည်းမရှိဘူးအဲ့လိုမျိုးနဲ့ဖြစ်သွားတယ်ဆိုပြီးဒီအမကတော့အရန်ကိုပောက်ကွဲနေရဲပေါ့နော် တကယ်လည်းဖြစ်တဲ့နယ်လေ။ तू तू ကပြီးလို့ရှိရင် तू ကတေချာမှတ်ထားတဲ့လူမလို့သား၊ငွေအမောင်းအများကြီးချဲ့ထားတဲ့လူတွေ၊ပြီးလို့ရှိရင်အဝင်အထွက်အရမ်းများတဲ့လူတွေ၊သတိမထားမိလိုက်တဲ့အချိန်ဆိုရင်အဲ့ဒီဥစ္စာကလုံးဝအပြောက်ပြောက်သွားမှာကွာ။ကိုအောင်မသိလိုက်မှာမဟုတ်ဘူး။အဲ့တော့ဒီမှာပြောထားလေးကိုတစ်ချက်တည်းကြည့်ပေးပါအောင်နော်။မင်္ဂလာပါဆိုပေမဲ့လေမင်္ဂလာကိစ္စမဟုတ်ဘူးဒါပေမဲ့အတိအကြောင်းကြတာပေါ့နော်မင်းတို့ကြောက်ရွံ့စင်ဆိုင်မှာ ကြောက်ရွံ့စင်းဆိုင်မှာဒီဒီနေ့ကနေစပြီးတော့မင်းတို့ KP နဲ့ KP KPZ banking ကိုငွေလဲလက်ခံတာတွေပစ္စည်းဖို့ငွေလဲလက်ခံတာတွေခဏရက်ထားပါမယ်နော်။ဘာကြောင့်လဲဆိုရင်မင်းမင်းဒီနေ့22ရက်နေ့ဒီနေ့မှာမင်းတို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ banking account တွေကနေပြီးတော့ငွေ350တိတိလုံးဝပြတ်သွားတယ်။ဘာဘာဘာမှအဝင်ထွက်မရှိဘဲနဲ့ပြတ်သွားတယ်။မင်းတို့က မနေ့တော့ငါဆိုလို့ရှိရင်မနေ့တော့ငါဘန်ကင်းမှာနောက်ဆုံးပိတ်ပေါ့နော်နောက်ဆုံးပိတ်တုံးထားတာ special account တွေကနေပြီးတော့ special account တွေက350ကျောက်သွားတာနော် special account တွေကနေပြီးတော့မင်းတို့ဒီအနီ account ပေါ့ညီမတို့စိုင် account တွေအများစုကျူအာနဲ့တုံးတာစိုင် account ကိုအနီ account ပေါ့နော်အဲ့လိုမျိုးဟွာမားဂျန် account လို့သူတို့ခေါ်တယ်မားဂျန် account ဖွင့်တာလေးဟာအဲ့မားဂျန် account နဲ့ချိန်ထားတာ ်စုံနှစ်ချောင်းတင်းတရာထည့်လိုက်တယ်ပြပေးဟိုအနီရဲကိုထည့်ပြီးွားတာနဲ့ဘန်း special account နဲ့မှာတင်း50စုံကျန်ခဲ့တယ်မနေ့ကမြမကဒီနေ့မနေ့ဒီနေ့စတော့ဒီနေ့22ရက်နေ့ပေါ့နော်22ရက်နေ့မှာငွေ300ရှိလို့မြမဗန်ပိတ်ချိန်3နာရီကျော်မှငွေ300ရှိလို့တိတာနဲ့ချက်ချင်းကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့အကောင့်မှာ လုံးဝမရှိတော့ဘူးเนาะ350ကျော်မရှိခဲနဲ့350လုံးဝပြောင်းနေပြောင်းနေတဲ့အခါကျတော့ညီမကဘန်ကိုချက်ချင်းသွားတယ်ဘာလို့ညီမရဲ့စိုင်ကမြောက်တကုံပြလုံးလမ်းမကြီးပုံပါပဲဒီចောင်းလမ်းသားမှာပဲရှိတယ်ညီမတို့ရဲ့ဘင်းသားမှာလည်းចောင်းလမ်းသားမှာ KB Z ဘန်ရှိတဲ့အတွက်ကြောင့်ချက်ချင်းသွားတယ်ကိုရောက်တဲ့အချိန်မှာဘန်ပိတ်နေတယ်ဆိုရင်လည်းအကျိုးအကြောင်းပြောပြီးတော့ ဒီလိုမျိုးပြဿနာဖြစ်တဲ့အတွက်ကြောင့်ညီမသိကျင်တယ်။ဘာဖြစ်လာလဲဆိုတာသိကျင်နေဆိုပြီးတော့အထဲဝင်ပြီးတော့ပြောတော့အထဲထဲမှာတော့တာဝန်ရှိတဲ့အမားတယောက်ကအာညီမလေးဟိုဟာဗောစာအုပ်ကို history ကိုစစ်ပေးမယ်ဆိုတော့လေ history စစ်လိုက်တဲ့အခါကျတော့ history စာအုပ်ထဲမှာတော့ရှိတယ်။ဒါစာအုပ်ထဲမှာတော့ရှိရဲ့။ဒါပေမဲ့ banking ထဲမှာမရှိ။ history မှာလည်းဒီ banking ရဲ့ history တွေကိုကြည့်ပြန်တော့လေ banking ရဲ့ history မှာလည်းတချောင်းမှမပြဘဲနဲ့ မရှိတော့ဘူး။ဘန်ကင်းရဲ့ history ထဲမှာလည်းဒီကြောင်မှဟိုအထွက်မရှိလေနဲ့ငွေသားကြီးပဲဒီတိုင်းပျောက်သွားတာ။ဒါညမကအငဲတန်းတုံးပြီးတော့အငဲတန်းဒီအမောင်ကိုတိနေတဲ့သူမို့လို့လေနော်။မတိဘူးဆိုရင်ဘယ်လိုလုပ်မလဲ။မတိတဲ့သူငွေမောက်ပြဆိုဆိုငွေမောက်အများကြီးထားတဲ့သူဆိုရင်ဒီတိုင်းပဲဘာ transaction မှမရှိဘဲနဲ့ဒီတိုင်းပဲငွေပျောက်သွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ ဒါအခုမြမကတော့ဒါတိသွားတဲ့အတွက်ကြောင့်ပေါ့နော်တိသွားပြီနဲ့အခုသူတို့ဘက်ကတာဝန်ယူမှုမရှိဘဲနဲ့ဘန်ဟိုသွားတဲ့အခါမှာလည်းမြမကို online ကိုပဲဆက်သွယ်ပေးပါဆိုပြီးတော့ဘန်ဟိုကိုယ်တိုင်ရောက်လာတော့မှ online ကနေပြီးဆက်သွယ်ခိုင်းလို့မြမ online ကိုဆက်သွယ်တယ် online ကကြတော့မြမရဲ့ account ကိုအခုစစ်ကြည့်တဲ့အခါကျတော့ဘာမှလည်းအကျိုးအကြောင်းလည်းမပြောဘဲနဲ့ဒီဟာကိုဘလော့ထားတယ်လို့ပြောတယ်အဲ့တော့ဘလော့ထားရဆိုဘာကြောင့်ဘလော့ထားလဲမြမတို့ရဲ့အကောင့်မှာဘလော့ထားရဆိုရင်လေ banking ထဲမှာလည်းဘာမှ ဒီတိုင်းမပြောဘဲနဲ့အာဘန်ကင်းနဲ့ငွေအမောက်ကိုဘာတခုမှလည်းမပြဘဲနဲ့ဒီတိုင်းပဲဘလော့ဒါကိုကိုတိုင်းပိုင်ရှင်သိလို့ပိုင်ရှင်မသိဘဲနဲ့အဲ့လိုဘလော့ခွင့်ရှိတာဒီတိုင်းပဲပြောက်ခွင့်ရှိတာဒါကိုတိုင်းသိလို့ကိုတိုင်းမသိဘူးဆိုဘယ်လိုလုပ်မလဲပြီးတော့ညီမတို့ဆိုင်မှာဒီမှာဘန်ကင်းတွေကိတ်ပေးတွေအကုန်လုံးထားတာရှိသမျှပေးတွေအကုန်ရတယ်နော်ဆိုင်မှာလေကိုယ့်ရဲ့ customer တွေအလွယ်တကူနေရလေအိတ်တွေကိုလက်လီလက်ကရောင်းမှဖြစ်တဲ့အတွက်ကြောင့်နေရတယ်ငွေလွှဲရတာအဆင်ပြေအောင်လို့ ရှိသမျှပေးအကုန်လက်ခံပေးထားတယ်အကုန်လုံးရှိနော်ပေးတယ်မှာ stand နေတောင်တစ်ခါလေကြာရင်ထားကြအောင်နေတာမရှိအောင်ပေါ့အကုန်လုံးပေးတယ်ထားထားပေးထားတယ်ဒီလောက်ကြီးယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ညီမတို့ရဲ့လုပ်ငန်းရှင်အနေနဲ့อ่ะမတုံ့ရဘူးလားကေပေးကိုနော်ဒီကေပေးကဒီလိုမျိုးဟာတွေဟာ banking နေနဲ့ banking နဲ့ special ကိုယ့်ရဲ့ special account နဲ့ ကေပင်းလေးကိုထိဆက်ထားတဲ့ဖဲရကြောင့်ကိုယ့်အကိုထဲ့ကျင်လဲထဲ့မယ်ဒီဘက်ကိုလည်းပြန်သုံးကျင်သုံးမယ်လေအဲ့ဒါအောင်မမစိတ်မဆရဘူးဆိုရင်ညီမတို့ကမသုံးရဘူးလားအခုညီမတို့ဒီနေ့ကသူတို့ကတော့မန်းတဲကိုစောင့်ကြည့်ပါလို့ပြောတယ်ဆိုပြင်းနေညီမသိကျင်တာညီမတို့ဒီကြားထဲမှာကိုယ့်ရဲ့ငွေကိုသုံးခွင့်သုံးလို့မရတော့သူတို့ဘက်ကလည်းရေရရတိကျမရှိဘူး online ကိုဆက်ပါဆိုဘန်ကိုသွားတာတော့ဘန်မဖြစ်ရှင်းပေးပဲနဲ့ online ကိုလောက်ခိုင်းတော့ online ကလည်း ွယ်မဲ့တာပြောတာလေနော်သူတို့ကတော့ဆက်သွယ်မဲ့ပဲပြောတာမနေ့ပြန်ကြာလဲပိတ်ရကြည်နော်အဲ့တော့အဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိရင်မြမားတို့တွေလုပ်ငန်းတွေအနေနဲ့ကအရန်နစ်နာတယ်ဘလို့ဆက်ဘလို့လုပ်ပေးမဲ့ဘလို့တာဝန်ယူမဲ့အခုရှိသမျှပေးတွေအကုန်လုံးလည်းလက်ခံနေတာအခုအဲ့တော့တကယ်လို့ဒါညီမတို့ကိုဒီအတိုင်းပဲဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိလို့ရှိရင်ညီမတို့ဒီနေ့ဒီရက်ဒီအချိန်ကနေစပြီးတော့ ကေပလေးနဲ့ကေဘီဇက်ဘန်ကင်းနဲ့ပတ်သက်လို့ဘာတစ်ခုမှမတုံးဘာတစ်ခုမှလည်းဒီလိုတာဝန်ယူမှုမရှိဘူးဆိုရင်လုံးဝရှင်းဆက်ပြီးသုံးဖို့ဆိုတာလုံးဝမဖြစ်နိုင်အဲ့တော့တာဝန်ရှိသူတွေဒါကိုဖြည့်ရှင်းပေးပါဘလို့လုပ်ပေးမလဲဆိုတာပေါ့နော်ဒါဆိုတော့ကိုယ့်ရဲ့အကောင့်တွေကနေပြီးတော့ဘာမှမပြောဘဲနဲ့ဒီတိုင်းဘလိုင်းပြောက်သွားတယ်အဲ့လိုက်ရတော့ဘလို့မှမဖြစ်တဲ့ကိစ္စဒါကိုကိုတိုင်းသိနေလို့ကိုကိုတိုင်းမသိဘဲနဲ့အမောင်းမသိဘဲနဲ့ဒူတွေဆိုလို့ရှိရင်ဘလို့လုပ်မလဲဘန်ကင်းမပွင့်လာတဲ့ဒူတွေဆိုရင်တော့ဘလို့လုပ်မလဲ ရှင်းပြပါဒီဟာရောတခြားညီမတို့ရဲ့အခု customer တွေထဲမှာရောဒီလိုမျိုးဖြစ်တာရှိလားရှိတဲ့သူဆိုလို့ရှင်လေဘယ်လိုမျိုးဖြစ်ရှင်းလဲဆိုတာတစ်ချက်လောက်အကြံဉာဏ်လေးပေးကြပါဦးနော်ကျေးဇူးတင်ပါတယ် ဒီမှာတော့ရှင်းတယ်ပေါ့နော်။ तू तू အခုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘဏ်ကဘာမှတာဝန်မယူပေးဘူး၊လုံးမပေးဘူးဆိုရင် तू က KB ကိုလုံးဝမတုံတော့ဘူး။ KB ဇန်နဲ့ပတ်သက်တဲ့ banking တွေလည်းလုံးဝမတုံတော့ဘူးပေါ့နော်။ तू ဘာမှမလုပ်ဖင်းနဲ့စာအုပ်ထဲမှာကြောင်ရှိနေပြီးတော့ဘဏ်ထဲမှာအဲဒီ online ကဘဏ်အကောင့်ထဲမှာကြာတော့မရှိတော့ဘူး။အဲ့တော့သူတို့ကအခု तू ဒီ online ကနေပြီးတော့မှငွေရှင်းချင်တယ်၊သူ့ရဲ့ပတ်စံ तू တုံးချင်တာတော့မှအခုတုံးလို့မရဘူး။ဘယ်ချိန်ရောက်မှပြန်ဝင်လာမလဲတော့မသိဘူး။ဒါပေမဲ့ဒါဆိုလို့ရှိရင်ဒါတရက်ရောက်ကဈားတွေကနေဘာလောက်ထားတော့အဲ့လိုမျိုးတွေအထိပါ တန်တရားဖြစ်လာတယ်ကွာအဲ့တော့ကြောင့်မလို့ဒီအမက तू ကအဲ့သူ့ရဲ့အခုဖြစ်တဲ့ကိစ္စကိုတာဝန်မယူပေးရင် तू လုံးဝ KBZ ကိုလုံးဝမသုံးတော့ဘူးတခြားဘန်ကင်းနဲ့ပဲသုံးမယ်ပေါ့နော်အဲ့လိုမျိုးပြောထားတာပါအဲအခုတလောကဒီ KB နဲ့ပတ်သက်ပြီးတော့လေတယောက်ပြီးတယောက်ဖြစ်နေကြတာဆိုတော့ကြုံမှုတဲ့သူတွေရောဘယ်လိုမျိုးကြုံမှုလဲဆိုတာကိုအဲပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းလဲဆိုတာကိုလည်းအဲ share လုပ်ပေးသွားလို့ရပါတယ်